င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါတွန်လိုင်ရဲ့အဖွဲ့တွေရဲ့ဘုံသဘောထားယက်တီချက်6ချက်ကိုအာနာသိစစ်တပ်ကလက်မခံရင်ဆွနေမှုလုံးမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်2020ရွေးကောက်ပွဲရလဒ်ကိုလက်မခံပဲစစ်တပ်ကအာနာသိခဲ့တာကြောင့်ဖြစ်ပေါ်လာခဲ့တဲ့စီးရင်နိုင်ငံရေးအကျက်သေးတွေကိုတစ္ဆုံဆွနေရေးလမ်းကြောင်းကနေဖြေရှင်းနိုင်ဖို့နိုင်ငံတကာကစူးစမ်းလာခဲ့ပြီပဲ ော်လိုင်းရင်အားစုတွေဘက်ကရောအနာသိန်းစစ်တပ်ဘက်ကပါတိုက်စုံဆွေးနွေးဖို့ဆန္ဒမရှိကြပါဘူးအမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့အနာသိန်းစစ်တပ်အနေနဲ့တိုက်စုံဆွေးနွေးမှုလုပ်မယ်ဆိုရင်ဆရာနာရှင်ခြုံငင်းရင်နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့အဖွဲ့အားလုံးရဲ့ဘုံသဘောတူညီချက်6ချက်ကို လက်ခံမှာဆွေးနွေးမယ်လို့ပြောပါတယ်။နံပါတ်၁ကတော့စစ်တပ်နိုင်ငံရေးအထွတ်အမယ်။ဒါနံပါတ်၂ကတော့အရသာဆိုးရလက်အောက်မှာလက်နက်ကိုင်ဖွဲ့ရီအားလုံးရဲ့အားလုံးအရသာဆိုးရအောက်မှာရှိရမယ်။နံပါတ်၃ကတော့၂၀၀၈ဖွဲ့ကြီးပေါ်ဥပဒေအောက်ကိုပြန်မသွားဘူး။ဒါနံပါတ်၄ကတော့အဲသက်ဆိုင်သူအားလုံးပါဝင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးမယ်။အဲနံပါတ်5ကတော့အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပေါ့နော်ကျွန်တော်တို့ Federal Democracy ပြည်တော်စုကိုထူထောင်မယ်နံပါတ်6ကတော့ဒီ Transitional Justice လို့ခေါ်တဲ့အတူပြောင်းကာလတရားမျှတမှု process ကိုဖြတ်တန်းကြရမယ်ပေါ့ ော့ဒီ6ချက်ကိုတော့ကျွန်တော်တို့ဒါအတည်လင်းကြေညာထားပြီးဖြစ်တယ်အဲ့တော့ဒီ6ချက်ဟာကျွန်တော်တို့ NUG တခုတည်းမဟုတ်ဒေါ်လိုင်းအင်အားစုတွေအဲအားလုံးနှီးပါရဲ့ဒါဘုံသဘောတူညီချက်တခုအနေနဲ့လည်းဒါကျွန်တော်တို့ဒါရှိထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအချက်တွေပေါ်မှာအခြေခံပြီးမှသာလဲကျွန်တော်တို့ဟာဒီစစ်တပ်တာဝန်ရှိသူချို့နဲ့ကျွန်တော်တို့ဒါဆွေးနွေးမယ်ဆိုတဲ့ကိစ္စကတော့ဒါဒီအတိုင်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့ရပ်တည်သွားမှာဖြစ်ပါတယ်ဗျအဲ့ဒီဘုံသဘောတူညီချက်6ချက်ကိုတွေးဖယ်ပြီး အနာဒိစတနဲ့သူဆိုဆွနေမှုလောက်ကြတဲ့ဘယ်အဖွဲ့စည်းမစိုးတမိုင်းရဲ့တရားခံဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်အနာဒိစတဘက်ကတော့တိုင်းသားတော်လှန်ရေးအဖွဲ့တွေကိုကျုံတင်တမတ်ချက်တွေမထားမှသူဆိုဆွနေမှုဖြစ်နိုင်မယ်လို့ပြောပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဆွနေမယ်လို့ထုတ်ပေါ်ပြောဆိုခြင်းမရှိပါဘူးလက်ရှိဖြစ်ပေါ်နေတဲ့စီးရဲအခြေအနေအရသူဆိုဆွနေမှုသဘောတူညီမှုတွေရှိခဲ့ရင်လည်းဆွနေမှုအသာစီးရနိုင်မှုအတွက် စီရေးကိုအရှိန်မြှင့်လာနိုင်တယ်လို့အနာသိန်းစစ်တပ်ကတိုင်းသားတော်လိုင်းအဖွဲ့တွေနဲ့ MUG ကိုတည်တန့်စီခွဲပြီးဆွေးနွေးမှရမယ်လို့ဗဟုမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO SCAS ဥက္ကဋ္ဌကပြောပါတယ်ပြည်ပြင်းထန်တာနဲ့တိုက်တာကတိုင်းသားတိုက်တယ်ပဲရှိတယ်လေတိုင်းသားတိုက်တယ်ပဲရှိတော့တိုင်းသားတတ်တင်နဲ့ပြည်လဲသွားတယ်ဆိုရင်ဒီ UNG တို့ဘာတို့ပါလာတဲ့ကိစ္စကနောက်ကဆင့်ဖြစ်သွားနိုင်တယ်ဗျာ အဆင့်နဲ့ဆင့်ခွဲလိုက်နိုင်တယ်ဟိုဘက်ကဖြစ်ကောင်းစီဘက်ကအဲ့လိုနဲ့ဆင့်ခွဲလို့ရှိရင် NUG ကိစ္စကနိုင်ငံတကာကဒီ ASEAN ကဘလောက်ပါမလဲပေါ့လေဒါမဲ့လက်နက်ကင်ချင်းချောင်းမှုအနေနဲ့ကတော့ဒီတိုင်းပါတက်တွေကပို့ပြီးတော့နေကြတော့ချင်းချောင်းနိုင်အောင်ဒီအဲ့ဒါကြောင့်နေကြတော့ဘက်ကလည်းတိုင်းပါတွေနဲ့ပြည်လေဖို့အဲဟာလာနည်းနည်းလေးနေရာချဖို့ပဲအရင်စဉ်းစားနိုင်တယ်ကျွန်တော်တွေ့တာပါ လက်ရှိမှာတော့အာနာသိစစ်တပ်ဟာဒီနေ့ထဲမှာရွေးကောက်ပွဲကိုကျင်းပပြီးအဲ့ဒီရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရကနေတဆင်တိုင်းဒေသတွင်အဖွဲ့အစည်းတွေနဲ့တနင်္ဂနွေပြည်ခက်တက်ခတ်မှုရဲစေးသဘောတူစာချုပ် NCA ရစီရေးအကြက်တဲကိုဖြည့်ရှင်းဖို့ဆောင်ရွက်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာခုတ်ခိုင်မြို့နယ်မှာဧပြီလ28ရက်နေ့ကမိုးကြိုးပြစ်ခတ်ရပြီးဒေသခံ3ယောက်သေဆုံးသွားတယ်လို့တအန်းတက်မတော်ကမနေ့ကသတင်းထုတ်ပြန်ပါတယ်ခုနအုပ်စုကုန်းချမ်းကျေးရွာမှာ ိုသက်လေပြင်းကျနေချိန်မိသွေးဖို့ကနေမိသွေးသွားယူတဲ့အမျိုးသား၃ယောက်မိုးချိုထိမှန်သေဆုံးခဲ့တာပါဧပြီလ29ရက်မှာသူတို့ရဲ့မိသားစုဝင်တယောက်ကထမင်းသွားဖို့ချိန်မှာသေဆုံးနေတဲ့ရုပ်လောင်းတွေကိုတွေ့ရတာဖြစ်ပြီးအသက်62နှစ်အရွယ်ဦးလွင်ခိုင်အသက်36နှစ်အရွယ်ဦးအိုက်လွေနဲ့အသက်30အရွယ်ဦးအိုက်မွန်းတို့ဖြစ်တယ်လို့ဆိုပါတယ် ူတို့ကိုဒေသခံတွေကသွားရောက်သက်ဆောင်ခဲ့ပြီးဧပြီလ29ရက်ညနေပိုင်းမှာမိသူချိုပေးခဲ့တယ်လို့လည်းဆိုပါရရှင်။ ARD တိုင်းဖြာပုံမြို့နယ်ဖြာပုံမြို့အဝင်ဖြာပုံတရအစင်းမှာဧပြီလ29ရက်မနေ့ပိုင်းကကုန်ကားတစည်းဝင်တိုက်တဲ့အတွက်အမျိုးသမီးတယောက်သေဆုံးပြီးအမျိုးသားတယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်။ဖြာပုံတရအစင်းမှာရန်ကုန်ဘက်ကနေဆင်းလာတဲ့ကုန်ကားဟာဘရိတ်ပေါက်ပြီးလမ်းဘေးမှာမောင်းနှင်လာတဲ့ဆိုင်ကယ်ကိုဝင်တိုက်ခဲ့ရလို့ဆိုရတယ် ရင်တိုင်းမှုကြောင့်ဆိုင်ကဘော်ကအသက်53နှစ်အရွယ်အမျိုးသမီးဟာပွဲချင်းပြီးတည်ဆုံခဲ့ပြီးယောက်ျားဖြစ်သူကတော့ပြင်းထန်ဒဏ်ရာနဲ့ဖျက်ဖို့ဆေးရုံကိုပို့ဆောင်ထားတယ်လို့မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ရင်တိုင်းမှုနဲ့ပတ်သက်ပြီးဖျက်ဖို့မြို့မရဲစခန်းကအမှုဖွင့်စစ်ဆေးအရေးယူနိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်ရှင်။ DBP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချေချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင်။